ဝိပဿနာရှုပြီဆိုလို့ရှိရင်ဘယ်ကစတော့ဆိုလို့ရှိရင်သဘာဝလက္ခဏာစ individual လက္ခဏာကိုသိချမိအောင်တတိကံကိုယ်ပိုင်လက္ခဏာလေးတွေကိုမသိပဲနဲ့ဖြစ်တဲ့ပြက်တဲ့သွားလို့လို့မရသေးဘူးတဲ့အတွေးအဖြစ်အတွေးအပြက်သွားဖြစ်လိမ့်မယ်။ဟောမမြဲတဲ့သဘောသွားစဉ်းစားရင်အတွေးထဲမှာပေါ်တဲ့မမြဲတာပဲဖြစ်တယ် သစ္စိကဋ္ဌပရမတ္ထလို့ဆိုရက်တကယ်ကိုကိုယ်တိုင်သိတဲ့ပရမတ္ထအနှစ်လက္ခဏာရှိအောင်ဆိုင်ထိုင်နိုင်အဲ့ဒါဆိုရင်ဝိပဿနာဉာဏ်မဖြစ်သေးဘူးလို့ဝိပဿနာဉာဏ်ဆိုတာမှန်ကန်တဲ့အတွေ့ကဝိပဿနာကိုခြေစပ်ပြုတ်ပေမဲ့လို့တကယ်ဝိပဿနာအစစ်ဆိုလို့ရှိရင်တကယ်ဖြစ်နေတာကိုတကယ်မြင်တဲ့ဟာမှဝိပဿနာအစစ်ပြောတာနော် ဒါကိုပဲပရမတ်မြင်တယ်လို့ပြောတာနော်သစ္စိကတ္ထတကယ်မှန်ကန်တဲ့သဘောပရမတ်ထလုံးဝပြောင်းလဲမှုမရှိတဲ့တကယ်အစစ်အမှန်သဘောအဲ့ဒီသဘောကိုမြင်ဖို့ရမြင်ရတဲ့အနေအထားတစ်ယောက်ရှိတွေးကြည့်ရဲ့အတွေးဟာအမှန်မဟုတ်ဘူးစိတ်ထဲကပုံဖော်ထားတာဖြစ်တယ်နော် စိတ်ကပုံဖော်ထားတာတွေကကုံပုံဖော်ခြင်းလို့ဖော်လို့ရတာပဲဒါအမှန်တရားပဲဟုတ်မလဲစိတ်ကူးနဲ့ပုံဖော်ထားတာတွေကအမှန်တရားမဟုတ်ဘူးတခါတည်းရံပကြီးတွေကစိတ်ကူးနဲ့ပုံဖော်တာမဟုတ်လားအေးပကြီးပုံဟာစိတ်ကူးနဲ့ပုံဖော်ထားတာဓာတ်ပုံရိုက်ယူတဲ့အခါကျတော့စိတ်ကူးကပုံဖော်တာဟုတ်ကဲ့မဟုတ်ဘူး အရှိကိုရယူတဲ့ဟာမျိုးအပရမတ်ဆိုတာတကယ်အရှိတကယ်အသိနဲ့သိတဲ့ဟာမျိုးမှာအပရမတ်အဲ့တော့တွေးပြီးတော့ကြည့်တာမျိုးကမှန်ကန်တဲ့အတွေးဆိုရင်၆ခုပြုတ်ပါတယ်ပြုတ်ဘူးပြောတာ၆ခုပြုတ်မှန်ကန်တဲ့အတွေးနဲ့တွေးလို့ရှိရင်၆ခုဖြစ်တယ်သို့တော့အဲ့ဒီအတွေးတင်ဆိုလို့ရှိရင်အသိဉာဏ်မဟုတ်သေးဘူးပေါ့ ဒါကြောင့်မို့ဝိပဿနာရှုပြီဆိုလို့ရှိရင်နံပါတ်၄ဘာသာသဘာဝတရားကိုရှုတော့မယ်ဆိုလို့ရှိရင်ရုပ်ကိုမြင်အောင်ကြည့်မယ်နာမ်ကိုမြင်အောင်ကြည့်တယ်။သို့မဟုတ်ခန္ဓာကိုမြင်အောင်ကြည့်တယ်ဝေဒနာကိုမြင်အောင်ကြည့်တယ်။ခန္ဓာဝေဒနာဆိုတာဘယ်ပုံစံနဲ့မြင်ရမှာတော့လို့ဆိုလို့ရှိရင် individual characteristic လို့ခေါ်တဲ့သဘာဝလက္ခဏာရှုတော့မှာဖြစ်ရတယ်။ ဖတ်တာလေးကိုကြည့်လိုက်တာနဲ့ဘာတော့တွေ့လို့ဆိုအော်စိတ်နဲ့အာယုံနဲ့တွေ့ပြီးတဲ့သဘောပါလားစိတ်နဲ့အာယုံတွေ့အောင်ဆက်သွယ်ပြီးတဲ့သဘောပါလားဆိုတာလေးကိုသွားပေါ်အဲ့ဒါဟာဘာကိုသိတာတော့လို့ဆိုဖတ်တာကိုသိတယ်သောမဖတ်တာကိုသိတာဘယ်ရှုတော့မှသိတာလို့ဆိုဖတ်တာရဲ့ characteristic လက္ခဏာရှုတော့မှသိတာ ဘာလို့လို့ဆိုကိုမတ်တာကအနီနဲ့သွားမတ်တာကိုအဲ့တဘာဝလက္ခဏာတွေမှာလည်းပဲထုတ်တူပဲတဘာဝတရားတွေကိုသိခြင်းပြီးဆိုလို့ရှိရင်ထိုတဘာဝတရားတွေရဲ့သင်ပြင်လက္ခဏာကနေမှတ်တာတဲ့ဖတ်တာကိုတွေ့တယ်ဆိုရင်အာယုံနဲ့စိတ်ကန်တက်လုတ်ပေးတာကန်တက်လုတ်ပေးတယ်ဆက်သွယ်ပေးတယ်ဆိုတဲ့သဘောစိတ်ဟာအာယုံပေါ်မှာသွားပြီးတော့ ထိခိုက်တယ်ထိရောက်တယ်ဆိုတဲ့သဘောဝေဒနာကိုသိရင်အာယုံကြီးရတာကိုခံစားတယ်ဖြေချုံရှိတယ်ဆိုတဲ့သဘောပညာကိုသိရင်အာယုံကိုအမှတ်အားဖြင့်သိတယ်ဆိုတဲ့သဘောဒါလေးတွေကိုသွားတွေ့နံကိုတွေ့လို့ရှိရင်လည်းချုံးမုံပြီးတော့အော်နံဆိုတာအာယုံရှိတဲ့ပဲညွတ်ညွတ်သွားတဲ့သဘောပါလား ဘယ်တော့မှဆိုအာယုံဘက်ကိုပြီးတော့ဥလက်ဥလက်ပြီးတော့သွားတာနိုင်ရဲ့တဘောကအာယုံရှိတယ်ညွတ်တယ်လို့ဆိုတာအာယုံရှိတဲ့ဘက်ကိုအမြဲတမ်းမျက်နှာလှည့်နိုင်ရဲ့တဘောကဒါကြောင့်မို့လို့ကိုယ်စိတ်လေးဟာစိတ်လေးကိုအာယုံပြုပြီးတော့ကိုယ်တဏ္ဍာမှာဖြစ်တဲ့စိတ်စေတဲ့တိတ်လေးတွေကိုအကဲခတ်ကြည့်နေလို့ရှိရင်အာယုံရှိတဲ့ဘက်ကိုသွားနေတာလေသူကအာယုံကိုရှားနေတဲ့ပုံစံမျိုးပဲ